โอเค thank you ကိုရှစ်ရှစ်ကဲယူလို့ရေးမင်္ဂလာပါလို့မင်္ဂလာပါလို့တဲ့ရှင်းပြီပြန်တော့တဲ့ရှင်းပြီကိုဟားနဲ့တဲ့ရှင်းမယ်ဒီကိစ္စမကျင်းတဲ့ဘူးကိုတွေကိုဘာလဲ တပတ်လက်သွားတာဒါဘွေးစင်စင်တဲ့နေရာမှာကိုဟကပါနေတဲ့အနေသားဆိုတော့ဗျာနော်ကိုဟနဲ့တက်ရှင်းမရမယ်ဒီကိစ္စကတော့ဒါအလွတ်ပြီးလို့မရအောင်ဒါစတာဗျာနော်ဒါမဲ့ caption ကတော့နည်းနည်းစိတ်ခေါ်သလိုဖြစ်နေတယ်နော်အဓိကကျွန်တော်ဒီညပြောချင်တဲ့ဥစ္စာကဘာလဲဆိုတော့ဒါလောလောဆယ်ကျွန်တော်လေကိုနဲ့အိမ်ရောက်မှပဲလိုက်လွတ်ဖြစ်တယ်ဗျာအခုကမကျွန်တော်ညီကိုတွေဟိုမှာ ။ဒီမှာကြည့်ရမှာအီပါနေရဲ့ပုံစံထဲမှာကလေးရဲ့ဥနိုဆော့ပေးနေရတဲ့။ဒီမှာဒါကုနေမင်း။ဟောကျွန်တော်တို့အဖွင့်ဝင်ဂလုံရတော့မှလူပြိုကြီးကိုရဆိုင်မှာရောင်းနေသူကတော့ဟောပါပါအဲ့ဒါဂလုံဂလုံ။အဲသူကအေးစစ်တတရာပဲသူအိမ်ရှိမှာဆိုင်စေးဆိုင်တဆိုင်ရာထက်ဖွင့်လာသေးတော့ဒါဘောစီဘောစီကျွန်တော်တို့ဘောစီဖြစ်နေသူကလက်ပိုက်ပြီးတော့တတရာပဲကြည့်အောင်ပါ အဲ့ရလေးရှိရင်ညီကိုတို့ရေဒါပေမဲ့ဒါတော့မိုးသားတွေကတော့ပြီးရင်ယွာနိုင်တဲ့အနေအထားမျိုး ရှိတယ်ဗျကဲဒါတော့ကျွန်တော်တမင်သက်သက် ရေးတာမကျင်တဲ့ချက်ကိုဖွင့်ဟာပါလေးဆိုတော့ဒါခါတိုင်းဆိုရင်ဟွာလေးကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒါကစားသမားခံမှန်းချက်စီးရင်မှာကွာတီရဲ့ ဖိုက်တာကိုခမ်းမဲ့ရတယ်နောက်တစ်ခုကတဖက်ကကစားမဲ့ကစားသမားတွေရဲ့ဟောစားကိုခမ်းမဲ့ရတယ်နော်အဲ့လိုခမ်းမဲ့တဲ့နေရာမှာဒါတစ်ခါလေတော့ဒါပေါ်တင်ကြီးပြတ်ထားမျိုးရှိတယ်ဗောဒါပေမဲ့လည်းခုနောက်ပိုင်းမှာကျတော့ဒါအများဆုံးအဖြစ်ကွာထင်းနဲ့တွဲကစားမဲ့ကစားသမားတွေကိုဗောနော်သူတို့ရဲ့နမိတွေပဲပေါ်ပြတာများတယ်သူတို့တွေကိုကျွန်တော်ခမ်းမဲ့ရတာများတယ်ပြီးဒီဘက်ကသူတို့ကို challenge လုပ်တဲ့ကစားသမားတွေ challengers တွေရဲ့ကစားသမားတွေရဲ့နမိတွေပေါ်ပြပြီးတော့ Arctic Blue နဲ့တွဲမလဲဆိုတဲ့ဥစ္စာကိုပဲဒါသူတို့အနေနဲ့ ကန်ဆန်းရင်းနဲ့ဒါစုငွေလေးပေးတဲ့ပုံစံလေးတွေသူတို့လောက်တာပေါ့ဗျာ BBTV ကနေပြီးတော့အဲ့ဒီຢာလေးလောက်တာများတယ်ပြီးတော့သူတို့ခါတိုင်းလုံနေကြပုံစံကကစားသမားနာမည်၅ရောက်အစင်းကိုသူကဖော်ပြပေးထားပြီးသားနော်ဒါဒုတိယအပတ်ကစပြီးတော့၅ရောက်ကစားသမားနာမည်ဖော်ပြထားတယ်ပြီးတော့ဒီတစ်ခါတတိယမြောက်ကစားသမားစင်းပါလေတာသူ့အနေနဲ့၅ရောက်အထိဖော်ပြပေးထားတယ်ဗျအဲ့ဒါဘယ်လိုလဲဆိုတော့အာကြီးရဲ့ရှိန်လေးရဲ့ပြီးတော့ အာယီရှင်းလေးဝနဗင်လာဒင်အတွတ်ဆိုပြီးတော့အဲ့ဒါသူတို့အပြင်သူတို့အောက်မှာရေးလိုက်တာအဲ့ကဇာနမာတို့အပြင်ဆိုပြီးတော့ရေးတာတော့အပြင်ဆိုကျွန်တော်ကသိပြီလေဗျာဘာလို့သွားခမ်းမရတော့မှလဲနော်အပြင်နဲ့ပြီးတော့တကယ်နဲ့သူတို့ပေါ်ပြထားတာဒီတစ်ခေါက်ကပြန်ကြီးလေဗျာကဇာနမာ9ရောက်နံမဲစင်းကိုပေါ်ပြထားတယ်ဟုတ်တယ်ပြိတက်တွေကိုစောက်ကားတာဒီကိစ္စကိုဟာနဲ့တက်ရှင်းမရမယ်ဘာလို့ဆိုတော့ကဇာနမာ9ရောက်နံမဲစင်းကိုပေါ်ပြထားတယ် အဲ့ဒီ၅ရောက်စီးရင်ကိုကျွန်တော်တို့အနေနဲ့ခံမနေတာမှလွယ်တာမဟုတ်ဘူးဗျမနေကိုခံမရတာတိဖို့မလွယ်ဘူးလေဗျာတော့နမစင်းပေးတိုင်းတော့မှတချို့လူတွေဆိုပူတော်ဆိုးသေးတယ်ကစားမနမစင်း၅ရောက်ကိုဖော်ပြပေးထားတယ်အဲ့ဒီဖော်ပြပေးတာတော့မှသူတို့ကအဲ့ဒါကိုမကြည့်ဘဲနဲ့တခြားလူနမင်ကတော့မှထပ်ပြီးတော့ခံမနေတဲ့လူတွေရှိသေးတယ်အဲ့လိုမျိုးဖြစ်နေတဲ့အနေအထားမျိုးပေါ်မှာအခုကအဲ့ကစားမ၅ရောက်တို့အပြင်ဆိုပြီးတော့ကောက်ရေးထားတော့ဒါကျွန်တော်ခံမနေတဲ့လူတွေတိတ်ပြီပေါ့ဗျာ နော်တိတ်ပြီပေါ့ဘာလို့သွားခံမရတော့မှာတော့လို့အားကြောင့်မကျင်တတ်တာဗျဒီခါကိစ္စကမကျင်တတ်လို့ဒါဒီပို့ကတော့ကိုကဟိုတက်စင်ခေါ်တာပဲကိုကဟိုတက်စင်ခေါ်တာနောက်တစ်ခါတာမျိုးမလုပ်ဘူးဘာလို့ကျွန်တော်တို့ဒါကျွန်တော်ကြတော့အများဆုံးအဖြစ်အကောင်လုံးကတော့အပျော်ပါဗျနော်ပျော်စီပြက်စီဒါကိုကထည့်ရဲ့ပွဲလေးကလည်းမြိုင်သွားအောင်ဆိုပြီးတော့ကျွန်တော်တို့ကနောက်ပွဲကနေပတ်ပုတ်ပေးတဲ့အနေထားမျိုးနဲ့ပါနော်တကယ်ကြတော့စုငွေလေးနဲ့လိုချင်တယ်တို့လည်းမဟုတ်ပါဘူးနော် ရရတော့လိုချင်တာပေါ့ပြုပြုရရတော့လိုချင်ဒါမဲ့လေလိုချင်လွန်အားကြီးလို့တမင်သက်မှန်းတာမျိုးမဟုတ်ဘဲနဲ့ဒါဘာဖြစ်ဖြစ်ပြောဒါညီကိုတို့ရဲ့ခံမှန်ချက်တွေနဲ့ဝေစာသွားအောင်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ခံမှန်ပေးတာအဲ့တော့၅ရက်စင်းနဲ့တော်ပြီပေါ့ဗျာဒီ၅ရက်တော့မနေမအောင်လောက်ရတာနော်မနေမအောင်လောက်ရတာ၅ရက်လူစင်းနာမည်နဲ့တော့မှအခုနပြောသလိုပေါ့အဲ့ဒီလူ၅ရက်စင်းရင်အပြင်၅ရက်ဖော်ပြပေးတာတော့မှတချို့ပြိတ်တဲ့တွေက တခြားလူတွေကိုအဲ့ဒီ၅ရက်ထဲမှာမပါတဲ့စီးရင်ကိုတော့မှခမ်းမတဲ့လူရဲ့ရှိသေးတာဟုတ်အဲ့တော့ခက်တယ်ဒါပေမဲ့ဒီတစ်ခေါက်မှာ၅ရက်အပြင်ဆိုပြီးတော့ရေးထားပေးတဲ့ပြီးတော့တည်ပြီးပေါ့ဗျာကျွန်တော်တို့ကတော့အော်ကြီးရေမင်္ဂလာပါခင်ဗျာဟုတ်တယ်ကလိန်လက်ပြအဲ့ဒါကလိန်ကြတာအဲ့ဒါမကျင်တဲ့ဘူးဗျာကျွန်တော်လည်းမကျင်တဲ့ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့၅ရက်နမေစီးရင်ပေါ်ပြမှာတော့၅ရက်နဲ့ပဲကျွန်တော်ကခမ်းမန်းတာပေါ့ဗျာနော်ဒီတစ်ခေါက်ကကျွန်တော်ခမ်းမန်းတာ၅ရက်စီးရင်မှာအော်ရှိန်နေပဲဆိုပြီးတော့ဒါရှိန်လေးကိုတမုတ်လိုက်တာပထမတော့ဝနာပေါ့ ဒါပေမဲ့အခုကရှင်းလေးအဲ့တော့အဲ့ငါးစင်းငါးယောက်စင်းနမေကပေးထားတာတောင်မှအဲ့ငါးယောက်စင်းကပေါင်မှုန်ဖြစ်သွားတာတခြားလူတွေပြန်ကြီးတယ်ဒီနေ့မှပဲကျွန်တော်ကြားဘူးကြာအဲ့တော့ဟာတိတ်ယူပေါ့ကွာလို့ငါးယောက်တော့မှမနေချက်လက်ပဲရမ်းပြီးတော့ခမန်းနေရတာအပြင်းလုံးထည့်လိုက်တော့ရန်ကုန်မှာရှိတဲ့ကစားမအကုန်လုံးအကျုံးဝင်သွားပြီလေဗျာအဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ခမ်းမလို့ရတော့မှာတော့လို့အဲ့တော့မချင်တဲ့လို့ဒီ లై ကိုလွင့်တာဗျာအဲ့တော့ ကိုဟာရေဒေရှင်တော့ဒါကိုဟာတာဝရှိတာဝရှိအဲ့တော့ဒါတခုတင်နေဖြစ်စီခြင်းတဲ့အရာကပျော်စီပြည့်စီပေါ့နော်ဒါစုငွေကလည်းဒါအရန်ကြီးကိုအများကြီးမဟုတ်တဲ့အနေထားမျိုးပေါ်မှာတော့ BBTV channel ကတော့လကောင်ဒါကိုဟာတို့ဒါတို့တို့နဲ့အကြံဉာဏ်ခံလို့ရတာပေါ့နော်တို့တို့နဲ့တိုက်တွန်းလို့ရတာပေါ့အဲ့ဒီအနေထားမျိုးပေါ်မှာဘလို့လဲဆိုတော့ကျွန်တော်အနေနဲ့ဖြစ်စီခြင်းတာကကစားမ၅ရောက်ဆိုရင်အဲ့၅ရောက်ကိုပဲတိတက်ပေါ်ပြပေးရင်ကောင်းပါတယ် အဲ့၅ရောက်ထိကနေပြီးတော့ကျွန်တော်ခမ်းမဲ့မယ်ဗျာမမမမခမ်းမဲ့မယ်အဲ့၅ရောက်ထိကနေပဲနော်အဲ့လိုမျိုးပေါ့အခု၅ရောက်ပြင်ဆိုတေးပြီးတော့တနငယ်လုံးကိုပဲကျွန်တော်မြန်မာနိုင်ငံမှာချင်းသမားတွေကရိုက်တက်လို့မကုန်ဘူးလေလူရများလုံးအကြီးကြီးအဲ့တော့အဲ့လူတွေအကုန်လုံးကျွန်တော်တို့ကဘာတူသွားလို့ခံမရပါတော့ဘူးလို့ပြီးတော့ဒီတစ်ခေါက်က BBTV လည်းနဲ့လွန်တာပေါ့ငါးယောက်တမင်ဆေးပေါ်ပြပြီးတော့ငါးယောက်ကိုထက်မတွက်ဘဲနဲ့အပြင်ဆိုတဲ့အထဲက ကစားမှာပါအရောက်တသိန်းလောက်တွေကနေတယောက်ကိုဆွဲထုတ်ပါတယ်ကျွန်တော်ဘယ်လိုခံမလို့မန်တော့မှာတော့လို့စုငွေမပေးကြည်လေမယူပါဘူးဗျာနော်အဲ့လိုမျိုးပါဒါတော့ကျွန်တော်သမီးနဲ့ဟာတာနေပြပြပေးတာပါတကယ်တမ်းကျတော့ဖြစ်တင်တာက၅ရောက်ဆို၅ရောက်စင်အတိကျလေးနဲ့ပေါ်ပြပေးပေါ့အတိကျဆွေးနေမှာမှန်ပါတယောက်ဝိမှန်ပါလေဗျာနော်မှန်ပါတယောက်ထေးလေအဲ့တော့၅လေးတလေးဗျာဒါတော့မှဒိုင်စားအောင်ပါပဲ၅လေးတလေးတော့မှဒိုင်စားအောင်ပါကျွန်တော်တို့ပြောမလို့ဒါနှလုံးထီလို့ပြောမလားထီထိုးလို့ပြောလို့ထိုးသားတွေမစားသေးဘူး ငါးလေးတလေးထူသားတွေဘက်ကတလေးပဲရှိတယ်ဒိုင်ဘက်ကငါးလေးတော့လေးလေးတော့ရှိသေးတယ်ဗျအဲ့တော့အဲ့ဒါကိုခံမဲ့တော့မလွယ်သေးဘူးအဲ့ဒီအနေအထားမျိုးပေါ်မှာအခုကအပြင်ဆိုတဲ့ထဲကကစားမားကိုအယောက်သသိန်းလောက်ကလေးကကစားမားကိုဆွဲထုတ်လိုက်တော့ကျွန်တော်တို့ကမပြောတော့ဘူးဗျာခံစားချက်လည်းမကောင်းတော့ဘူးတကယ်တော့စိတ်ငွေလို့ကျွန်တော်လည်းမဟုတ်ပါဘူးဗျာဒါပျော်စီပြက်စီကျွန်တော်တို့အနေနဲ့ဒါလှုပ်ပေးတာပါနော်အဲ့တော့ဒီကိစ္စကိုကိုဟာအနေနဲ့ဒါဖြေရှင်းမှရမယ်ဒီကိစ္စဒါပရိတ်သတ်တွေကို အဲ့ဒါလေးကိုပြောချင်တာပါကျွန်တော်ဘာမှမဟုတ်ပါဘူးကြာဟိုပါပြင်းနေတာနဲ့ဒါကိုနိုင်အိမ်ကိုရောက်တော့ဘာပြောပြောဒါကျွန်တော်လိုက်လွင်နေကြနေရာလေးမှာထိုင်ပြီးတော့ကိုကိုနိုင်အိမ်ဘဝနေပဲဒါလိုက်လွင်နေအတွေးပေါက်လာလို့ဒီစင်းကိုကျွန်တော်နေတယ်အခုလိုမျိုးလိုက်လွင်နေတယ်ဗျာနော်ဟာသအနေနဲ့ပါကျွန်တော်မဟုတ်ပါဘူးကြာနော်စော်ရတယ်လည်းမဟုတ်ပါဘူးဒီလူစင်းတော်ကလိန်ကြတာတာလေကျွန်တော်စဉ်းစားလာကြည့်ပြီးတော့အေးဒါကိုအွန်လိုင်းဝင်တော့ဒါတော်တော်လေးကိုမကျင်တဲ့ချက်တွေများနေပြီထင်တယ်လို့ကိုအွန်လိုင်းဝင်တော့မကျင်တဲ့ကျင်စရာပြီးပြန်တော့ ငါရောက်တော့မှမလွေတဲ့ဥစ္စာကိုတိုင်ကငါလေးတလေးယူထားတာတော့မှကျွန်တော်ထိုးသားနေမှာခံမနေတဲ့လူတွေမှာတော်တော်လေးတိုင်ပက်နေပါပြီဆိုမှအခုကအပြင်ဆိုတဲ့အထင်ကနေပြီးတော့ကျန်တဲ့ကစားမအယောက်တသိန်းလောက်ကိုပါထက်ဆွဲထက်တာတော့ကျွန်တော်တို့ကဘာလို့တော့မလုပ်လို့ကျွန်တော်တို့ခံမနေတဲ့လူတွေကဘာလို့တော့မလဲနော်ခံမနေတဲ့လူတွေကိုမင်းတို့မခံမနေတော့လို့ပြောရတဲ့အတူတူပဲဒီအစီအစဉ်မှာမင်းတို့မပါနေတော့လို့ပြောရတဲ့အတူတူသွားကြတာပေါ့အဲ့လိုခံစားရလို့အဲ့တော့ဘာဖြစ်ဖြစ်ညီကိုတို့ဒါစိတ်ဆိုးရမှမပါဘူးနော်ဒါအပြိုစီပြက်စီပါနော် ဒါမဲ့လည်းတခုရှိတာကဒါပွဲစဉ်ခမှန်ခိုင်းတဲ့လူတွေဘက်ကလည်းဒါစီစနစ်ကြကြလေးနဲ့အဲ့လိုမျိုးလုပ်ပေးနိုင်တော့ပို့ပြီးတော့ကောင်းတာပေါ့ကျွန်တော်တို့ပို့ပြီးတော့ပျော်ရွှင်စရာ funny ဖြစ်သွားမှာပေါ့ဗျာနော်ပျော်ရွှင်စရာအခိုက်အတန့်လေးတွေဖြစ်သွားမှာပါဒါကတော့ဒါ BBTV channel တကွာကိုဟောက်လေးစော်ကားခြင်းမဟုတ်ပါဘူးဗျာနော်အော်ရေတဖက်ကခက်မဲ့လူကဒါပြန်ကြီးတဲ့နမရပါလေခက်ခက်ပါလေမသိဘူးဗျာနော်မင်းလာဒီကို မတ်မန်ခဲရရေးမလုပ်ဘူးလုပ်စပါဘယ်လာနေမကပါဘူးရဲ့ညီကိုဒီတစ်ခေါက်လေးဒါသူတို့အနေနဲ့၅ရောက်ပါပထမဒုတိယအတုတ်က၅ရောက်ကိုပဲပြန်ပြီးတော့နမစင်းရေးတင်ထားပြီးတော့အပြင်ဆိုတဲ့နေရာမှာထည့်ထားသေးတယ်အဲ့ဒီအပြင်ဆိုပြီးတော့ဒီတစ်ခေါက်ရွေးချယ်တဲ့ကစားသမားလည်းအဲ့ဒီ၅ရောက်ထဲမှာမပါတဲ့အပြင်ဆိုတဲ့ကစားသမားကျန်တဲ့ချင်းသမားအယောက်တသိန်းတည်းကတယောက်ဖြစ်သွားတာပေါ့နော်အဲ့လိုတော့ကျွန်တော်တို့ခမန်းတဲ့လူတွေက ။ဘာဖြစ်လဲဆိုတော့တေရောခံမှန်းတဲ့လူကြီးကဘာဖြစ်လဲဆိုတော့ဘာလဲလို့လောက်အောင်မေဟိုးမသိတော့ဖြစ်သွားတာဒီခေါက်ကပြန်ကြီးရဲ့ကျွန်တော်ဆိုဒါပြန်ကြီးကိုဆော်ကားတော့မဟုတ်ဗျသူ့အနေနဲ့ချင်းနယ်ပယ်မှာဘာလို့ဆိုတော့အတိုင်းသားတစ်ခုတည်းအောင်မြင်တဲ့ကစားမဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။တကယ်ကိုအရေးချင်းရှိတဲ့ကစားမဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါမဲ့လေကျွန်တော်အနေနဲ့ပြန်ကြီးလို့တခါမှမတွေ့ဘူးလေဗျာနော်တိလည်းမသိဘူး။အဲ့တော့ကျွန်တော်ကဘယ်လိုလုပ်ပြန်ကြီးဖြစ်ပါမယ်လို့ကျွန်တော်ဘယ်လိုသွားခန့်မှန်းပါတော့လို့နော်အဲ့ရလေးရရှိတာပေါ့ မဟုတ်မစီຫນွေဦးရေဒီခါပြန်ကြီးတယ်ဗျနမင်စင်းထုတ်ပြန်လိုက်ပြီလေကိုအထင်းနဲ့ခက်မဲ့သူကပြန်ကြီးတဲ့အောင်လေးရဲ့တရုတ်လေးတရုတ်ကြီးရဲ့သူတို့မျိုးကိုခက်မဲ့ကိုအထင်းနဲ့ကိုအထင်းရဲ့ fighter ကပြန်ကြီးတဲ့ကျွန်တော်ဆိုမကြားဘူးပါဘူးဗျသူ့ကိုစော်ကားတာမဟုတ်ပါဘူးကျွန်တော်ရဲ့လိမ့်လာမှုအားနည်းတဲ့အနေထားမျိုးကိုကျွန်တော်နဲ့ပြန်တော့ဒါကိုပေါင်ကိုလန်ထောင်းပြီးတော့ပြောပြပေးတာပါနော်ကျွန်တော်ရဲ့လိမ့်လာမှုအားညှက်ဖြစ်တဲ့အနေထားမျိုးကိုကျွန်တော်နဲ့ပြန်ဖော်ပြပေးတာပါပြန်ကြီးတဲ့ကျွန်တော်တော့မမြင်ဘူးခါလေနမင်း ျွန်တော်ရှာရေးပေးကြည့်မနော်ကဲညူတို့ရေဟွာတဲ့ခမင်းကျော်ခပြန်ကြီးတဲ့အဲ့နာမည်တော့ကျွန်တော်တို့တခါမှမကြားဘူးတဲ့နာမည်လေးပေါ့အဲ့လိုမျိုးနာမည်ကိုလာခမန်းခိုင်းမှတော့ကျွန်တော်မပါလို့ပါလေဒါမှမဟုတ်ဘူးဆိုရင်ငါးယောက်စီးရင်မှာငါးယောက်စီးရင်မှာခမင်းစော်ခပြန်ကြီးဆိုပြီးတော့ဖော်ပြပေးလိုက်ပေါ့အဲ့လိုဆိုကျွန်တော်တို့အနေနဲ့ဒါသုံးသက်လို့ရတာပေါ့ အခုကခက်မင်းစော်ခပြန်ကြီးဆိုတာကြောက်ဦးမကြောက်ဘူးတဲ့ကစားသမားပြီးတော့သူတို့ဖော်ပြပေးတဲ့ကစားသမား၅ယောက်ကတော့ကျွန်တော်တို့ယင်းနီးနေကြကစားသမားပါဒါမဲ့လည်းဘ누구သွားခက်မဲမှာတော့လို့ကျွန်တော်တို့ကတော့အဲ့ဒီအရာလေးကိုဒါမကျင်းတဲ့လို့ဖွင့်ပြပေးတာကျတော့မကြောက်ဘူးဒီနာမည်ကလောဘွဲမှာကြောက်ဘူးဒါလေလက်ပြေကလောဘွဲမှာတော့ကျွန်တော်မကြောက်ဘူးပြန်တော့ကလောဘွဲမှာတော့မှကိုအားဒီနှစ်ခုသွင်းမဲ့ fighter ကဘယ်ရလဲမင်းသားလေးကလက်က fighter လောက်ကိုချင်းရတဲ့ညင်ညင်ကျွန်တော်လည်းမသိဘူးပြတကယ်တမ်းကျွန်တော်မသိတာပါ ဒါကိုမင်းသားလေးဒီတစ်ခါပွဲထုတ်ညမှာကျွန်တော်တိရတိရတာကနှစ်ယောက်ပြသူကစားဥစ္စာလောဒါပေမဲ့ဒီပြန်ကြီးတော့ကျွန်တော်တို့မချားမိဘူးဒီကဘလော့ပြန်မွေးมาတော့မနော်ကျွန်တော်ရေဒီလာမှုအားနေတာကိုပြောပြပေးခြင်းဖြစ်ပါလိမ့်မယ်နော်ဒါပေမဲ့လည်းကျွန်တော်ပြောချင်တာကဒါတကယ်တမ်းနည်းနည်းပြန်မွေးလေးကိုဒါမျိုးခံမှန်းခိုင်းတဲ့ပြန်မွေးလေးကိုစီစီကားကားလေးဖြစ်စေခြင်းနဲ့ဆိုရင်ကစားမ၅ရောက်စီးရင်တည်းမှာပြန်ကြီးလေထက်တာတင်တယ် ပြင်းတော့မလုပ်နေတော့လေအဲ့ဒီအပြင်းဆိုတာကစားမအရောက်တိမ်ပေါင်းမြောက်သွားမြောက်မြောက်များစွာရှိရလေဗျာနော်အဲ့တော့အဲ့ဒီတိမ်တိမ်ပေါင်းမြောက်များစွာတွေကကျွန်တော်ကဘယ်လိုသွားခံမဲ့မှာတုံးလို့အဲ့တော့အဓိကပြင်း၅ရောက်စင်းထဲမှာထည့်ထားပြလိုက်အဲ့ဒါနေဟုတ်ပြီလေဟုတ်မဟုတ်ကြီးလေနေပေါ့အဲ့လိုမျိုးဆိုနေပျော်ဖို့ကောင်းတယ်အခုကကစားမ၅ရောက်စင်းထဲမှာထည့်ထားပြီးတော့အပြင်းဆိုတဲ့ကစားမတိမ်ပေါင်းမြောက်များစွာတွေကတယောက်ကိုတွားထည့်လိုက်တော့ကျွန်တော်ကတေရောအဲ့တော့ဒီဖို့ကိုဟမြင်ပါစေကိုဟမြင်ပါစေ ကိုကမြင်ပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်းပါစေဗျာနော်ကျွန်တော်တို့ကိုဟာကိုဆေးထုတ်လိုက်ပြီကျွန်တော်တို့ကိုဟာကိုတဲ့ပဲဆေးထုတ်လိုက်ပြီနော်ညီကိုတို့အပြစ်ပြောရင်ကိုဟာသွားပြောဗျာနော်ဒီကိစ္စတော့ထိုင်းပွဲတုန်းကခွေပူးနဲ့ရန်ကုန်တိုင်းကခက်သွားတာကိုချီဟာလာကိုအေပီမင်းဟုတ်ကဲ့ညီကိုတို့ပဲတိတာကျွန်တော်ကလုံးဝတိ့ကိုမတိတာဗျာအဲ့တော့ကျွန်တော်တို့အနေနဲ့ခံမတဲ့လူတွေကဘာလို့လဲလို့မသိတော့ဖြစ်သွားတာပေါ့နော်။ဘာလို့ကျွန်တော်ကဒီတစ်ခေါက်မှလေး ရှိန်လေးပါပဲလို့ကျွန်တော်ပြောပြောတာပြောလိုက်သေးတယ်ဝန္ဒနဲ့ရှိန်လေးပေါ့တကယ်တော့ဘယ်ဟုတ်မတော့လို့အပြင်ဆိုတဲ့နေရာနဲ့ကောက်ထည့်လိုက်တာတေရောရေစုံမျောဟုတ်တယ်ဦးမင်းကျွန်တော်မကြားဘူးဗျအဲကြောင့်မလို့ကျွန်တော်ကခုနပြောလိုမျိုးပေါ့အဲ့ဒီကစားသမားကသူ့အတူအထိုက်ရောက်တော့နာမည်ကြီးတဲ့လူအရေးချင်းရှိတဲ့ကစားသမားတော့ဖြစ်ပါလိမ့်မယ်ဒါမဲ့လည်းကျွန်တော်ရဲ့လေးလာမှုအားနည်းတဲ့အတွက်ကြောင့်မလို့ဒါ ကိုယ့်ရဲ့လိလမှုအားနေခြင်းကိုလေကျွန်တော်အနေနဲ့ဘာပြောပြပြောဘာပြောပြပြောဝန်ခံပါတယ်။နောက်ညီကိုနော်။ညီညီရဲ့ကိုချင်းရဲ့မြန်မာစတားလိုပဲအားမပေးတော့ဘူးတဲ့။အားတော့ပေးပါဗျာနော်။ဟုတ်ကဲ့အာဆင်နယ်ဖန်ရင်မင်္ဂလာပါခင်ဗျာ။အားတော့ပေးပါလို့ညီကိုတို့ရေနော်ဒီတစ်ခေါက်ကိစ္စကတော့ဒါ miss understanding ဖြစ်သွားတာပါရဲ့ဖြစ်ပါမှာဖြစ်မှာပါเนาะညီကိုတို့เนาะဘာပဲပြောတာကိုအထစ်ကိုလေအားပေးပါ power button ပွဲလေအားပေးပါကျွန်တော်တော့ဒါ ဘာဖြစ်လဲဆိုတော့ဟာတာသဘောအနေနဲ့ပြောတာပါနော်ကုစိုးစိုးရေမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကုစိုးမင်္ဂလာပါနော်ဘီဘီတီဗီကလှုပ်တဲ့ပွဲအားပေးစရာကိုအကြောင်းမရှိတော့ဘူးတဲ့။ကွာနိုင်ဝင်အဲ့လိုလေ မတက်မှတ်ပါနဲ့ပြန်တော့ဒါကတော့ကျွန်တော်တို့ပျော်စီပြက်စီပါသူတို့အနေနဲ့လေဒါဒါမျိုးမလုပ်ပေးလေသူတို့နေကျွန်တော်တို့ဒါသူတို့နေရတာပဲလေနော်ဘာပြောအဲ့တော့ကျွန်တော်ကတော့ဒါပျော်စီပြက်စီပြောပြပေးတာပါဗျာတကယ်တည်းကျတော့ပောက်ခွဲမဟုတ်ပါဘူးဟာတာနေပြောပြပေးတာပါနော်ဟုတ်တယ်ကိုရေးတယ်ပိတ်တက်ကိုလေးထားမှာတယ်ဖြည်းဖြည်းသူတို့လေးထားပေးရပါဘူးနိုင်လင်းစင်ရဲ့အဲ့ဒါတော့ဟုတ်ပါလိမ့်မယ်ဒါမဲ့လေသူတို့အနေနဲ့ဒါဒီခေါက်တော့မာဝါတယ်လေပါပါလိမ့်မယ်အဲ့တော့အပြည့်လို့တော့မမြင်ပါနဲ့ဗျာနော်ဒါကျွန်တော်တို့အနေနဲ့အားပေးတာတော့အားပေးရမှာပါဗျာနော်ဘာလို့ဆိုတော့ တကယ်ချင်းဝါသနာရှင်တွေအနေနဲ့ကြတော့ဒါဘယ်ပွဲလဲလားကျွန်တော်အားပေးရတာပြည်သက်တွေတာဝန်ပြီလားနော်အဲ့တော့တချို့ကိစ္စတွေကတော့ဖြစ်သက်ပါတယ်ဒါကျွန်တော်အနေနဲ့ပြောလို့ပေါ့ဘယ်သူမှပြီးပြည့်စုံတဲ့လူ perfect ဖြစ်တဲ့လူဆိုတာမရှိပါဘူးကြာလောကကြီးမှာအဲ့တော့ဘာပြောဒါတချို့အရာတွေကမာယွန်းတက်တဲ့အနေထားမျိုးတွေပါကျွန်တော်ကတော့ဒါဒီ post ကိုတင်နေဆိုတာဒီ like ကိုတင်နေဆိုတာကဟာတာအနေနဲ့တင်မိတာပါနော်တကယ်စိတ်ထဲမှာခုနေလို့မဟုတ်ပါဘူးကြာနော်ဒါမဲ့လေဒါ ဖြစ်တဲ့ဖြစ်လိုက်တဲ့အရာလေးကိုကျွန်တော်နည်းပြပြပေးခြင်းဖြစ်ပါလိမ့်ဗျာကိုဟာဟိုလေဒါဘဒူးမလေးဒါကျွန်တော်တို့ကခံမတဲ့လူတွေလေဗျာနော်တီးတန့်ခံမတဲ့လူတွေလေဘာအဲ့ဒါကြောင့်မလို့ဘာမှဒေါ်လာထွက်စရာလေးမရှိပါဘူးဒါပေမဲ့ဒါကတော့ဒါဒီခေါက်ကတော်တော်လေးကိုခံမရခက်သွားတယ်ဆိုတဲ့အရာလေးကိုကျွန်တော်နည်းပေါ်ပြပေးခြင်းလို့သာပါနော်ရှင်လောကကြီးအကြောင်းတွေပြောပြပါဦးလေဂတိမတိတဲ့သူတွေအကြောင်းတဲ့အမလေးက လှုပ်ပြီးကိုမင်းကစားပြီလို့ကိုမင်းလာမနော်ထိုင်းဝင်လာမနော်ကိုမိုးကြီးဘေးကြီးမလှုပ်ပါဘူးဗျာကျွန်တော်မလှုပ်တတ်ပါဘူးဗျာနော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါဦးဝင်းမြင့်နော်ကိုမင်းဘာပြောလူတိုင်းတော့ဒါရှိပါတယ်ဘာပြောဆိုတော့ခက်ခဲတဲ့အချိန်ဆိုတော့မျိုးကရှိပါတယ်ဗျာနော်တစ်ဖက်မှာကိုကဘာလဲဆိုတော့ ကိုကလည်းရစရာရှိတဲ့အနေအထားမျိုးဒါမဲ့လည်းကျွန်တော်အနေနဲ့ကျတော့ဒါမျိုးကျတော့တိတ်ပြီးတော့မပြောချင်ဘူးဗျဒါပွဲဖြစ်သွားမယ်ကိုကိုမင်းမကောင်းဘူးကျွန်တော်လည်းအဆင်မပြေဘူးဒါမဲ့ဘာပဲပြောကိုမင်းတို့အနေနဲ့ကျတော့ဒါပုံရင်ကြီးမားတဲ့ဒါဘာပဲပြောဂူရူကြီးတွေအနေနဲ့ကျတော့ဒါပြန်ပြီးတော့စူးစမ်းပေးပြီးတော့လိုအပ်တဲ့အရာလေးတွေကိုပြန်ပြီးတော့ဖြစ်စီပေးတာပဲเนาะကိုတက်နိုင်တဲ့ဘက်ကနေအဲ့တော့ကိုမင်းနေနေလေးဒါမိသားစုနဲ့ခွဲပြီးတော့ထိုင်းကိုရောက်သွားတယ်ဆိုတော့အားလေဒါတကယ်တမ်းကျတော့ထွက်ပြေးလို့ရတာပဲလေเนาะအဲ့လိုမျိုးမဟုတ်ဘဲနဲ့ ဒါကစားမကိုမင်းစီရဖို့ရှိတဲ့ဒါဘေးကြီးသမားတွေကိုလေကိုမင်းနေနဲ့ဒါဆိုင်းငင်ထားထားပြီးတော့ဒါထိုင်းကိုတက်ဒါပို့ပြီးတော့စူးစားပြီးတော့ရတဲ့ပတ်စံနဲ့ပြန်ဆက်မယ်ဆိုတဲ့အနေထားမျိုးကတော့ဒါကောင်းချင်းပါပဲဗျာနော်အဲ့တော့ဘာလို့ပြောဘေးကြီးကစားကစားတဲ့ကစားသမားတွေကလည်းဘေးကြီးသမားတွေကလည်းဒါမျိုးတော့ဒီနေ့တော့နားလေပေးနိုင်ပါလိမ့်မယ်ဒါမဲ့အဓိကတော့ကိုကဂတိပေးပြီးပြီဆိုရင်တော့အဲ့ဒီဂတိပေးတဲ့အရာကိုတော့ဒါဖြစ်အောင်တော့လုပ်ပေးဖို့ပဲတောင်းမှရှိပါလိမ့်ကျွန်တော်တော့ မဟုတ်ပါဘူးဗျာနော်အချိန်အတိုင်းစားတစ်ခုတော့စောင့်မေးစောင့်မေးကြမယ့်လူတွေကြီးပါဗျာနော်အဲ့တော့ကိုမင်းကလည်းတစ်ဖက်ကနေပြီးတော့လက်စားချင်းခံရတဲ့အနေထားမျိုးတွေကကျွန်တော်တို့တွေသိထားတာဟုတ်ဒါမျိုးလေးရှိပါတယ်နော်ဒီကနေ့ကျတော့ပလိန်ကြီးပဲဒါဘာဖြစ်လဲဆိုတော့ပလိန်ကြီးကိုကရစားချင်းတွေမှာယူတယ်ပေးစားချင်းတွေမှာထွက်ပြေးသွားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကိုကလည်းရစားချင်းတဲ့လူတွေစီကမရလို့အခက်အခဲဖြစ်သွားတယ်ဆိုတဲ့အနေထားမျိုးတွေကျွန်တော်တို့လေးဒါခံစားမိပါတယ်နော်အခုကဘယ်လိုပွင့်ထုတ်သွားလဲကိုချင်းနဲ့ခမင်းကျော် တုံးမဟုတ်တုံးမဟုတ်ဆိုတာသူ့ရဲ့နာမည်တခြားနာမည်ကဒါပြန်ကြီးတဲ့ဗျာနော်ခမင်းကျော်ခပြန်ကြီးတဲ့ကျွန်တော်ကျွန်တော်ဆိုတိကိုမတိတာပါဒီနေသားမျိုးလေးတွေတော့ရှိတာပေါ့ဗျာနော်အဲ့တော့ဘာပြောကိုဟောက်ဒဲ့ပဲစိတ်ခေါ်တာကကိုဟောက်ရေဖြည့်ရှင်းပေးပါလို့အဲ့ကျွန်တော်ကဘယ်လိုသွားခမင်းလို့ရမှာလဲလို့ဟုတ်လား၃ယောက်ခံမင်းရင်တော့မှဒိုင်ဖက်က၄လေး၃လေးဖြစ်နေသေးတယ်။အခု၅လေး၃လေးကိုတော့မှသူတို့ကမချိနဲ့ပဲနဲ့ အပြင်ဆိုတဲ့ကစားမအရောက်တသိန်းထဲကနေပဲဆွဲထုတ်သွားတာကျွန်တော်တို့ကခံပြစ်လိုက်တာပြောမလို့ဘလို့သွားဖြေလို့ဖြေသေးရမယ်မသိတော့ဘူးဒီနေရာလေးပြောပြပေးတာပါခြေတန်းတော့မဟုတ်ပါဘူးဗျာနော်ဦးကျော်ညွန့်ရေအဲ့လိုလေးပြောလို့ရပါတယ်ဗျာနော်ဦးကျော်ညွန့်ရေလွတ်လပ်သောလူငယ်တင်းအုပ်ဆရာလေးပါပြင်းကြီးလည်းကောင်းတယ်ဟုတ်ကဲ့ပါဝိုင်းကူကူရင်တော့ကောင်းပါမှာ ကောင်းပါပါအဲကြောင့်မလို့လေပွဲထွက်တာဘောနော်ဒါပေမဲ့ကျွန်တော်တို့လက်လက်မမီတဲ့အနေထားမျိုးပါကျွန်တော်ရဲ့လိလာမှုအားနေတာကျွန်တော်ရဲ့အမြင်မကျေတာမျိုးတွေကြောင့်ဒီကစားသမားကိုမတိချင်းဖြစ်ပါလိမ့်ကျွန်တော်ဒါကျွန်တော်ပြောတဲ့အရာကိုကျွန်တော်လည်းတာဝန်ယူမှုအပြင်နဲ့ဒါကျွန်တော်ကိုပေါင်ကိုလန်ထောင်းလို့ဖြစ်တာပေါ့ဘာလို့ဒီလိုကစားသမားမျိုးတော်မှာကျွန်တော်လည်းမတိဘူးဆိုတာကျွန်တော်အရင်ညံ့လို့ပါပဲဒါပေမဲ့လေဟိုဟာတချို့ຢာတွေကကျွန်တော်တို့ကလက်လက်မမီတာမျိုးတွေရှိပါလိမ့်ကျွန်တော်အဲကြောင့်မလို့ပါနော် အောင်ကျူဒူရကျော်ကလောမလာခဲ့တဲ့ပြန်ကြီးထင်တယ်ကျွန်တော်မသိဘူးပြတကယ်ပြန်တော့ဒီနေ့တော့အဲကြောင့်မလို့မချင်တဲ့ချက်တွေကိုဖွင့်ဟဖွင့်ဟတာကိုဟာကိုစိတ်ထိုးတာပေါ့တနည်းအားဖြင့်ကိုဟာကိုစိတ်ထိုးလိုက်တာအဲ့တော့ကိုဟာရေဖြည့်ရှင်းမိတော့ပြန်တော့ကျွန်တော်ကတော့ပြေးပြီခဏလေးပြေးပြီညီကိုတို့ဒီတစ်ခါဒါပေါ်ပါပထေဘွဲမှာကိုဟာရဲ့ဖိုက်တာကိုခံမှန်ခံရတဲ့အစီနဲ့ပတ်တော့မချင်နိုင်ရင် ကိုကတက်တာဆော်ဗျာကျွန်တော်ကတော့လမ်းဖွင့်ပေးတာပဲရှိတာပါနော်ကျွန်တော်လမ်းဖွင့်ပေးတာကျွန်တော်ကဘာဖြစ်လို့ဆိုတော့ဒီချင်းလောက်ကတည်းကကျွန်တော်ကဘာဖြစ်လဲဒက်စီကိုင်းတဲ့လူမိကျစ်လို့ကျွန်တော်ပြောထားရတယ်လေကျွန်တော်ကအလော်သမားအလော်တပေါက်အလော်တပေါက်ကကျွန်တော်အရင်ကျွမ်းတဲ့အလုပ်အဲ့ရလေးပါပြီးတော့ခုနပြောသလိုဗျာနော်မနေ့ကဒါနေပြည်တော်ကိုကျွန်တော်အနေနဲ့ရောက်တဲ့အချိန်ခါမျိုးမှာညီလေးចောင်းတိုက်ကိုသွားတွေ့ညီလေးចောင်းတိုက်တော့ကိုချင်းဘယ်သူနဲ့သွားတွေ့ချင်းသေးလဲလို့ပြောတော့ရပါတယ်ညီလေးအားလို့ ကျန်တဲ့လူတွေက training ပညာနဲ့ဆိုတော့ဒါသူတို့လေမတွေ့တော့ပါဘူးလို့အဲ့လိုတော့ပြောလိုက်တာပေါ့ပြီးတော့ညီလေးចောင်းတိုက်ကိုလေညီလေးចောင်းတိုက်တော့အားနေမလားအားရင်အင်းကြီးတစ်ထည်ယူလာခဲ့အင်းကြီးတစ်ထည်ယူလာခဲ့ဆိုပြီးတော့ကျွန်တော်ကတော့သူ့ကိုပြောလိုက်ပါတယ်ညီလေးចောင်းတိုက်ကိုနော်ညီလေးចောင်းတိုက်အင်းကြီးတစ်ထည်တောင်းလိုက်တယ်တောင်းတော့ညီလေးចောင်းတိုက်လည်းအင်းကြီးတစ်ထည်ပေးပါတယ်ပြီးတော့ကျွန်တော်ကလည်းဘာလို့လောက်မှမသိရနဲ့ရောက်ဖတ်ရေးကျွန်တော်ဘေးနားမှာရောက်ဖတ်လိုက်ပါရောက်ဖတ်ရေးပေးကျွန်တော်ငွေ9သိန်းခရပ်ပေးအောင်လို့ဒါကစားသမားတွေကို ဘာပဲပြောကျွန်တော်တို့အများကြီးမတက်နိုင်အောင်မှတက်နိုင်တဲ့ဒီငွေ9သိန်းလောက်ကိုတော့ဒါကစားမတွေတယောက်အေးတဘူးလောက်တောက်လို့ရနေတာကျွန်တော်တို့အနေနဲ့လူတို့ဖြစ်တာပေါ့ဗျာလို့ပြောပြီးတော့ကျွန်တော်တို့ကျောင်းတိုက်ကိုတခါတည်းငွေ9သိန်းပေးလိုက်တာပေါ့ငွေ9သိန်းပေးလိုက်တယ်ဆိုတာကအကန့်မှဝင်တဲ့ကစားမတွေအနေနဲ့ဒါရေသမုတ်တောက်ရရင်လေဒါရေခဲရေတစ်ခွက်လောက်တောက်ရရင်လေအဆင်ပြေပါတယ်ကျွန်တော်လည်းအများကြီးမပေးနိုင်တဲ့အနေအထားမျိုးတွေကြောင့်အဲ့တော့ဘာပဲပြောတက်နိုင်သလောက်ငွေ9သိန်းလေးကိုကျောင်းတိုက်ကိုလမ်းပေးလိုက်တာပေါ့နော်ကမ်းပေးပြီးတော့ညီလေးရေ ညီလေးတို့ကတ်မှာရှိတဲ့ညီကိုတွေဘာပြောဒါတော့အနေအများတော့မဟုတ်ပြကျွန်တော်တို့ကျွန်တော်တက်နိုင်တဲ့ဥစ္စာလောက်ကိုပဲပေးတာပါဆိုပြီးတော့ဒါရခဲကြီးလေးတောက်ဖို့ဆိုပြီးတော့ចောင်းတိုက်ကိုပေးလိုက်ပါတယ်လို့နော်အဲ့တော့ဒါကျွန်တော်ဒီတစ်ခေါက်လူရဲ့လူတဲ့တဲ့လူရဲမဟုတ်ပါဘူးငွေ9သိန်းကတော့ဘာမှမပြောပါတော့အမောက်ပါနော်တချို့လူတွေတော့ကျွန်တော်တို့တွေကြတော့ဒါမနေ့စုဆောင်းကောက်ချစ်ထားတာပေါ့ဒီနေသားမျိုးကဒါဒီတစ်ခေါက်စီးခဲဝင်မဲ့ကန့်ဝင်တဲ့ကစားမားတွေတို့ရဲ့ရေတမုတ်လေးတောက်လိုက်တောက်ရိုက်အောင်မှ အဲ့ဒီရေတမုတ်ကခြုံမြေတဲ့ရေဖြစ်မှာပါလို့ကျွန်တော်အနေနဲ့ဒါဒီကနေတခါတည်းစုမကတောင်းပေးလိုက်ပါလိမ့်ဗျာနော်ဒါကံကောင်းတဲ့ရေတမုတ်လေးဖြစ်ပါစေဗျာနော်ကဲတော့ညီကလို့ကျွန်တော်ရက်မယ်ဗျာတော်ပြီခါတဲ့ဟာတက်လာတော့မှကိုဟာတက်လာရင်အဆင်ပြေမှာမဟုတ်တော့အဲ့တော့ကျွန်တော်ပြေးပြီအဲ့တော့ညီကလို့အနေနဲ့အခုပြောချင်ကိုဟာဟိုဒါဒဲ့တာပြောဗျာနော်ကိုဟာဟို fight ကိုဟာဟိုစောအဲ့ဒါလေးပြောချင်ပါလေမိလေးလာဒီမှာလာချီလာဒီမှာဒီမှာဒီမှာဒါ မင်းသမီးမင်းသမီးလေးအဲမင်းသမီးလေးဒါကိုရနိုင်ရဲ့သမီးအငယ်ဆုံးလေးပါဗျာနော်နာပူတူတူလေးကဲကြည့်ရအောင်ညီကရောက်စီတိုင်းနေကျေးဇူးအထူးပဲတင်ပါတယ်ကျွန်တော်တော့လော်စာရှိတော့လော်ပြီးပြီအဲ့တော့ကျွန်တော်ဘေးပြီဗျာနော်အဲ့တော့ကျန်တဲ့အပိုင်းတော့ကိုဟားနဲ့ဆက်ပြီးတော့ရှင်းမင်းပါဒုတိယအပိုင်းကိုကိုဟားနဲ့ပဲထပ်ပြီးတော့ရှင်းပါလို့ကျွန်တော်အနေနဲ့ပြောကြားလိုပါလိမ့်ဗျာကောင်းသောညပါညီကတို့ရေနော် မကျင်နဲ့လေကျွန်တော်မပြောနဲ့တော့ကိုဟောက်သွားပြောကြပါဘိုင်ဘိုင်ဂူနိုက်ဂူနိုက်